ီမိုကရေစီပါလို့အောင်နေတဲ့အတန်ကောင်းခင်းနေတဲ့အမေရိကန်လိုနိုင်ငံအင်္ဂလန်လိုနိုင်ငံကြီးနေတော့မွတ်စလင်တွေရဲ့အန္တရာယ်တွေနော်ဒီလိုအန္တရာယ်တွေအကြမ်းဖက်မှုအန္တရာယ်တွေကိုသိလို့တယ်သူတို့တွေတောင်လက်မခံတော့ဘူးဒီတင်ကောင်းဝယ်ရဲ့ပြောကြချက်နော်အဲ့ဒီနေရာမှာကျွန်တော်တင်ကောင်းဝယ်လို့ဘာဖြစ်လို့သုံးတာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့ဘာသာအယူဝါဒတွေများကြီးရှိကြတယ်အစ္စလမ်ရှိတယ်ခရစ်ယာန်ရှိတယ်ဗုဒ္ဓသာသနာရှိတယ်เนาะကျွန်တော်တို့ဒီဝိနည်းသိက္ခာပုဒ်တွေနဲ့ညီတဲ့ဆရာတော်တွေတန်ဃာတော်တွေကို လေးစားလို့နော်တံပိုးထားလို့သူတို့ကဒီလိုသုံးတာဘာဖြစ်လို့လဲဆိုတော့သင်္ကန်းဝက်တိုင်းကတန်ခါဖြစ်တာမှမဟုတ်တာနော်بسم الله حبيبنا وسندنا وشفيعنا ومولانا محمد صلى الله عليه وسلم وعلى اله وصحبه اجمعين اما بعد اعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وإن تطئ أكثر من في الأرض يضلوك عن سبيل الله إن يتبعوا إلا الظن وإن هم إلا يخرسون صدق الله العظيم كني تنرو سوشيال ميديا بلا فاوما အမုန်းနေတိုက်တာပေါ့ထုံးစံအတိုင်းစစ်အုပ်စုရဲ့ဓာပြားဟောင်းကြီးတွေပြန်ဖွင့်နေတာတွေကိုဒီနေ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ဘာသာအယူဝါဒမျိုးစုံကိုတတ်ဝင်ယုံကြည်တယ်။ကိုယ်ွယ်မှုအသွေးအသွေးရှိကြတဲ့မြန်မာနိုင်ငံအတွင်းမှာမှီတင်းနေထိုင်တဲ့ညီကိုမောင်နှမတွေကိုကျွန်တော်တို့မုန်းတာလဲကြာခဲ့ပြီ။ဆိုတော့ဒီအမုန်းတွေအဆုံးသတ်ဖို့အတွက် လိုအပ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီ social media တွေမှာ ကျွန်တော်တို့ရဲ့အုံနောက်တွေကျွန်တော်တို့ရဲ့အသည့်တွေကိုအစိတ်ဖြစ်မဲ့အရာတွေကနေကာဝယ်လို့ရအောင်လို့ဒီနေ့အကြောင်းအရာလေးတစ်ခုကိုတင်ပြသွားမှာဖြစ်ပါတယ်နော်ဆိုတော့အဲ့တော့ဗီဒီယိုလေးတစ်ခုကျွန်တော်ပြရမယ်အဲ့ဒါလေးကျွန်တော်တို့အတူတူကြည့်ပြီးတော့ဒီဗီဒီယိုထဲမှာပါတဲ့သင်္ကန်းဝတ်ရဲ့ပြောကြားတဲ့အချက်ဟာကျွန်တော်တို့မှန်ကန်မှုဘယ်လောက်ရှိသလဲပေါ့နော်ဒါဟာလူမှုအတွက်ဘယ်လောက်အစိတ်ဖြစ်သလဲ နောက်ဓာရီဟာဘလောက်ထိနော်စစ်တပ်ရဲ့အောက်တန်းကြမှုတွေလဲဆိုတာသိအောင်လို့ကျွန်တော်တို့တွေအတူတူဒီဗီဒီယိုလေးနည်းနည်းကြည့်အောင်အမိခံပြီးတော့ဒီတက်တက်မှာအကျမ်းဖတ်မဲ့လူတွေအကျမ်းဖတ်မဲ့လက်လက်တွေမရှိဘူးလို့ဒီနေရာဒီမှာဟိုစစ်စခန်းတပွဲစုထားတယ်လို့ပေါ့မပြောနိုင်ဘူးလားပေါ့နော် အဲ့တော့အခုလက်ရှိနိုင်ငံရေးအခင်းအကျင်းမှာမြန်မာကိုပဲမကြည့်နဲ့ကမ္ဘာကိုပါကြည့်ပါအနောက်နိုင်ငံအနောက်အုပ်စုတွေဖြစ်တဲ့ဒီမိုကရေစီပါလို့အော်နေတဲ့အတန်ကောင်းခင်းနေတဲ့အမေရိကန်လိုနိုင်ငံအင်္ဂလန်လိုနိုင်ငံကြီးနေတော့မွတ်စလင်တွေရဲ့အန်ဒီယေတွေနော်ဒီလိုအန်ဒီယေတွေအကြမ်းဖက်မှုအန်ဒီယေတွေကိုတိလို့တယ်သူတို့တွေတောင်လက်မခံတော့ဘူးအဲ့တော့ဦးဇင်းတို့နိုင်ငံကလည်းတော့ဆုတ်စာပဲရှိတယ် ရတသုတ်တာရှိတယ်ဟောဒီနိုင်ငံလေးမှာဘာသာရေးလူမျိုးကြီးဦးဇင်းတို့လည်းမျက်ခြေပြတ်သွားလို့မရဘူးဒီမွတ်စလင်နဲ့ပတ်သက်ပြီးဦးဇင်းတို့ကအများအားစောင့်ကြည့်နေတာဖြစ်တယ်အဲ့တော့ဘာမှကလားတကောင်မှမရှိတယ်ဟောဒီရေလဲကလေးကြေးရွာမှာဗလီဆိုပြီးတော့သမုတ်ပြီးတော့လူတွေကိုလာထားမယ်သူတို့ဘာတွေလုပ်မယ်ဆိုတာမသိဘူးအဲ့တော့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ညီကောင်မောင်တို့မှအားလုံးပေါ်မှာငြိမ်းချမ်းသာယာမှုအပေါင်းခါချောင်းပါပြီစက်တည်မင်္ဂလာအပေါင်းခါချောင်းပြီအနေခက်သိမ်းကင်းကျင်းကြပါစေလို့ဥဒါစွန့်မွန်မြတ်တာပို့တာပါတယ် ဆိုတော့ဒီသင်္ကန်းဝေရဲ့ပြောကြချက်เนาะအဲ့တော့ဒီနေရာမှာကျွန်တော်သင်္ကန်းဝေလို့ဘာဖြစ်လို့သုံးတာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်တို့ဘာသာအယူဝါဒတွေများကြီးရှိကြတယ်အစ္စလမ်ရှိတယ်ခရစ်ယာန်ရှိတယ်ဗုဒ္ဓသာသနာရှိတယ်เนาะဟိန္ဒူရှိတယ်ဘဟာယီရှိတယ်ဆစ်ရှိတယ်เนาะမဟာယာနဗုဒ္ဓဘာသာရှိတယ်နတ်ကိုးကွယ်မှုတွေရှိတယ်ယုံကြည်မှုတွေတူတယ်မလို့ပါဘူးကျွန်တော်တို့မှာ တခုပဲတူလို့ရပါတယ်အဲ့ဒါကသစ္စာဓမ္မကိုမျက်နှိုးတမိုးထားကြဖို့သစ္စာဓမ္မကိုဘာသာအယူဝါဒအသီးသီးကညီကိုမောင်နှမတွေကတမိုးထားလေးစားတဲ့အချိန်မှာအဲ့ဒီလေးစားတဲ့နေ့ဘယ်အာနာရှင်မှဘလို့အမုန်းတိုက်သူမှကျွန်တော်တို့ကြားထဲမှာဝင်ပြီးတော့နှောက်ရှက်လို့မရဘူးကျွန်တော်တို့ကိုကိုကြိုးရှာဖို့အမျက်ထုတ်လို့မရတော့ပါဘူးဒါကြောင့်မို့ဒီနေရာမှာကျွန်တော်တို့ င်ကောင်းဝယ်လို့ဒီပုံကိုယ်တွေကိုဘာဖြစ်လို့ခေါ်လဲဆိုတော့မြန်မာနိုင်ငံမှာ229သွဲသောเนาะကျွန်တော်တို့ဒီဝဏိသိခါပုတ်တွေနဲ့ညီတဲ့ဆရာတော်တွေတန်ဃာတော်တွေကိုလေးစားလို့เนาะတံပိုးထားလို့သူတို့ကိုဒီလိုသုံးတာဘာဖြစ်လို့ဆိုတော့သင်ကောင်းဝတ်တိုင်းကတန်ဃာဖြစ်တာမှမဟုတ်တာเนาะသင်ကောင်းဖြစ်တိုင်းသင်ကောင်းဝတ်တိုင်းဘုန်းကြီးဖြစ်တာမှမဟုတ်တာဒါကြောင့်မလို့အဲ့ဒီပုံကိုယ်တွေကိုသင်ကောင်းဝတ်တွေလို့ခွဲခြားပြီးတော့ကျွန်တော်ကခေါ်တာပါ ဆိုတော့သူတို့တွေကပြောကြတယ်အစ္စလမ်ရဲ့နော်အစ္စလမ်ဘာသာဝင်တွေရဲ့အန္တရာယ်ကနေပြီးသူတို့ကာဝယ်ရမယ်နော်ဒါအရင်တော့လည်းဖြစ်မှုပြီးသားပါ2015မတိုင်ခင်လဲ2017 2013 2014ဟာလားပြိပခါတွေဖန်ပြီးတယ်နော်ပြဿနာတွေလှုပ်တယ်လူတွေမြောင်များစွာရဲ့အသက်တွေကိုအပြစ်မဲ့လူတွေ အသက်ဒီအားလုံးကိုစရေ ပြီးသူတို့အာနာရမလားဆိုပြီးလှုပ်ကြည့်ရင်မရပါဘူးအလားတူကျွန်တော်တို့မန္တလေးကျွန်တော်မန္တလေးသားပါမန္တလေးမှာ1998ခုနှစ်မဟာမြတ်မုနိဘုရားကြီးကိုဗိုက်လာဖောက်တယ်ဒီဗိုက်ဖောက်တဲ့ပြဿနာပြည်သူလူထုမသိရလေအောင်လို့ဘာသာရေးပြိပခါလှုပ်တယ်ဆိုတော့မြန်မာနိုင်ငံမှာစစ်အစိုးရကကျွန်တော်တို့အကုန်လုံးသိတယ်စစ်အစိုးရဒီမြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့အသက်ဒီသူတို့ရဲ့ဘဝတွေကိုစစ်ဖနအောင်ထဲ့ပြီးတော့နှစ်ပေါင်း60ကျော်80နီးပါးမြန်မာနိုင်ငံကိုအုပ်စိုးခဲ့တယ်เนาะသူတို့နဲ့မတန်တဲ့ယာရုတွေကိုအထမယူခဲ့တယ်ဒါလူတိုင်းသိတယ်ကလေးတွေလည်းသိတယ်ဒီနေ့ကျွန်တော်ဂျန်ဆက်ဂျန်စီတွေကိုကျွန်တော်တို့လိန်လို့မရတော့ဒါပေမဲ့ဒီအခုလဲအဲ့ဒီဓာပြားဟောင်းကြီးပဲပြန်ဖွင့်လာတယ် မွတ်စလင်တွေရဲ့ယံကနေကာဝယ်ဖို့အတွက်နော်ဆိုတော့မွတ်စလင်တွေရဲ့ယံကတကယ်ကာဝယ်ဖို့လိုတာလားကျွန်တော်မသိလို့မေးချင်တာကမွတ်စလင်တွေကဘယ်နိုင်ငံကိုဘယ်နှခုနှစ်ကဘယ်ကာလတုန်းကတမိုင်းမှာမွတ်စလင်တွေပြန်ပွားဖို့ဆိုပြီးတော့တင်ခဲ့တဲ့နိုင်ငံကြားဘူးလို့လားရှိဘူးလားရှိလဲရှိတာမဟုတ်ဘူးအကယ်၍ရှိခဲ့သည့်တိုင်အောင်ရှိခဲ့သည့်တိုင်အောင်เนาะ မွတ်စလင်တွေကသိမ်းခဲ့တဲ့တိုင်အောင်အရိခိအရိကာလာမှာအုပ်ချုပ်ခဲ့တဲ့အဲ့ဒီအုပ်ချုပ်သူ လူဒန်းသားရဲ့သူတို့ရဲ့တီးသန့်ဒါကကဏ္ဍဖြစ်တယ်ရှိခဲ့သည့်တိုင်အောင်နော်ရှိလဲရှိမနေပါဘူးအဲ့ဒါမို့ပါလဲသူတို့သူတို့ empire တွေတီထောင်ကြမယ်အရင်တော့ကတော့ရောမ empire ပါရှန် empire ဂရိ empire စသဖြင့် empire တွေ ottoman empire empire တွေဆိုတာသူတို့ရှိတာပဲ britain စနစ်တွေဆိုတာလည်းရှိတာပဲ ဲ့ဒီခေအဲ့ဒီကာလမှာလုပ်ခဲ့တာကိုဆိုတော့အဲ့ဒီခေအဲ့ဒီကာလမှာကနိုင်ငံရေးအခင်းအကျင်းနိုင်ငံရေးအတွေးအမြင်ကဒါတော့ပဲသူတို့ခင်မိသေးတာအခုဒီဘက်ခေရောက်လာမှစနစ်တွေအတွေးတွေအမြင်တွေပညာတွေကပြောင်းလာကြတာနော်ဆိုတော့အဲ့ဒီခေကာလမှာရှိခဲ့တဲ့ပြဿနာတွေကိုဘာဖြစ်လို့ဘာသာရေးတွေလူမျိုးရေးတွေဆွဲဆွဲကတ်ကြတာဟုတ်ပြီမွတ်စလင်တွေကနိုင်ငံတနိုင်ငံကိုသိမ်းလိုက်မယ် မွတ်စလင်တွေက အကြမ်းဖက်လိုက်မယ်လို့ခဏခဏတအားထမင်းလုံးသစေ6ခိုင်းတဲ့သူတွေရှိတယ်အဲ့ဒါအမေရိကန်နိုင်ငံမှာရှိတဲ့เนาะကျွန်တော်တို့အသည့်မရှိတဲ့မီဒီယာတွေเนาะအသည့်မရှိတဲ့မီဒီယာတွေတခုခုဆိုရင်အစ္စလာမ်ရဲ့အစွန်းရောက်အကြမ်းဖက်မွတ်စလင်တယောက်ရယ်လို့ဖြစ်သွားပြီဆိုရင်လည်းအစ္စလာမ်ရဲ့အကြမ်းဖက်ဖြစ်သွားတာတာမန်လူတယောက်ကတဏ္ဍနဲ့ပြစ်လိုက်ရင်တဏ္ဍတမောင်းရယ်ဖြစ်တာเนาะဟိုတနေ့ကပဲဟလား လက်ရာစွန်းနဲ့ချာလီဆိုတဲ့တယောက်ပြက်ပြက်ခတ်ခံရတယ်နော်သူအသက်ဆုံးရှုံးသွားတယ်အကယ်၍မြန်ပြစ်တဲ့လူကမွတ်စလင်များဖြစ်ကြည်သားမှာအစ္စလာမ်ရဲ့အစွန်းရောက်အကျန်းဖတ်နောက်တစ်ခုကတချို့ကပြောတယ်ကဘာကြီးမှာတော့မွတ်စလင်တွေကိုလက်မခံတော့ဘူးလို့ပါတော့ပြောနေကြတကယ်တမ်းကျတော့အားရရဲ့သတင်းအမှားတွေဖြီးတိမ်မှာသူတို့ကသူတို့နိုင်ငံမှာရှိတဲ့ Minecraft တွေကိုလက်မခံတော့ဘူးဆိုတော့ဗီဒီယိုတွေကိုဟိုဟွာရီနဲ့ဖြတ်ကတ်ညက်တွေလို့ ခရူးစိတ်စစ်ပွဲဖြစ်တော့ပါမယ်ဆိုပြီးတော့လဲလှုပ်ကြံစက်တွေခင်းဘာတွေစိတ်ကူးရင်ကြမှာလဲမသိဘူးဘာဖြစ်ချင်ကြတာလားမှန်းလဲမသိဘူးเนาะဒါတွေကလဲဘာသာတရားတွေနဲ့မဆိုင်ဘူးလေသူတို့သူတို့ကာလမှာသူတို့ကသူတို့လှုပ်ချင်လို့လှုပ်နေကြတဲ့ကိစ္စအဲ့တော့ဘာဖြစ်လို့ဒီဘာသာတွေကပါပါလာတာကျွန်တော်လားနေတဲ့ဘာသာတရားဆိုတာကဘာသာတရားအလုံးကကျွန်တော်တို့နှလုံးသားထဲမှာရှိတဲ့ဒေါသမောဟမာမာနတွေအတ္တတွေကိုရှော့ချခိုင်းတာ ကျွန်တော်တို့ကဘာဖြစ်လို့အဲ့ဒီဘာသာတရားကိုလက်ခံယုံကြည်ပါတယ်ဆိုပြီးတော့အတ္တတွေတအားကြီးနေကြတာနောက်တစ်ခုကမွတ်စလင်တွေကကဘာကြီးသိမ့်လိုက်မယ်ဆိုပြီးတော့တအားကြောက်ကြတာနော်ကျွန်တော်ထူးဆန်းတာကအခုကဘာမှာတကဘာလုံးကိုကိုလိုနီလုပ်ခဲ့တဲ့သူတွေရှိတယ်နော်ဥမာဗျာကျွန်တော်တို့ကျွန်တော်တို့မြန်မာနိုင်ငံပဲကြည့်မြန်မာနိုင်ငံမှာကျွန်တော်တို့ကိုလိုနီလက်အောက်တစ်ချိန်ရောက်ဘူးတယ် နော်နှစ်ခါပြန်ရောက်တာပေါ့နော်ကိုလိုနီလက်အောက်ကပြီးရင်ဖက်စစ်လက်အောက်လည်းတစ်ခါရောက်ဘူးတယ်ဆိုတော့ကိုလိုနီစနစ်ကျင့်သုံးပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကျူးကျော်ခဲ့တယ်ကျွန်တော်တို့နိုင်ငံကိုသာသနာပြုတွေလည်းလုပ်ခဲ့တယ်နော်ဆိုတော့အဲ့ဒီကအဲ့ဒီကာလမှာကျွန်တော်တို့နိုင်ငံကိုကျူးကျော်လာတဲ့အဲ့ဒီအင်္ဂလိပ်တွေရဲ့သူတို့ရဲ့ဘာသာတရားနဲ့ပတ်သက်ပြီးကျွန်တော်တို့မေးခွန်းထုတ်ဘူးလားမင်းတို့ဘာသာကဒီလို ကျူးကျော်ခိုင်းလို့ကျူးကျော်တာလို့ မေးဘူးလားအကယ်၍တဦးတယောက်ကနေပြောမယ်အင်္ဂလန်နိုင်ငံကခရစ်ယာန်သာသနာကိုတော်ဝင်ယုံကြည်ပြီးအဲ့ဒီကာလမှာเนาะဒီကိုလိုနီစနစ်ကိုလှုပ်ခဲလို့ခရစ်ယာန်ကလှုပ်ခိုင်းတယ်လို့ပြောရင်ကျွန်တော်ပလီစီယာတယောက်အနေနဲ့လက်မခံဘူးအဲ့အဲ့ဒီလိုအတွေးအမြင်ကိုလက်ခံတာကကြက်မပြည့်တဲ့လူတွေပဲလက်ခံနော်ဘာဖြစ်လို့လဲဆိုတော့ဘာသာတစ်ခုကနေပြီးဒီလိုလှုပ်ခိုင်းတယ်လို့ပြောเสียမှမလို့နော် မမောင်ဖြူကလို့ရင်မောင်ဖြူပေါ့ကျွန်တော်ကလို့ရင်ကျွန်တော်ပေါ့အကျန်းဖတ်မှုတွေကိုဖြစ်လာအောင်လို့ဖန်တီးတဲ့သူတိုင်းရဲ့တူညီတဲ့ပတ္တန်တစ်ခုရှိတယ်နော်သူတို့ရဲ့တူညီတဲ့ပုံစံတစ်ခုကအဲ့ဒါဘာလဲဆိုရင်သူတို့လုံမဲ့ကိစ္စကိုတခြားသူတို့အိုးတယောက်ကလုံလိုက်မယ်လို့အများတန်းချိတ်ချောက်ကြတယ်နောက်တစ်ခုမြန်မာနိုင်ငံကိုကျွန်တော်တို့ကျူးကျော်ခဲ့မှုတဲ့ဂျပန် နော်ဖတ်စစ်တအားကြမ်းတယ်လူတွေကိုတအားနှိပ်စက်တယ်ကျွန်တော်တို့ရဲ့နော်မျိုးကောင်းသားသမီးတွေကိုနော်ကျူးကျော်ခဲ့တယ်စော်ကားခဲ့တယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာကျွန်တော်တို့နိုင်ငံရဲ့တယံဇာတကျွန်တော်တို့နိုင်ငံကိုလှုပ်ချင်တိုင်းလှုပ်သွားတယ်အဲ့ဒီဖတ်စစ်စနစ်အဲ့ဒီဂျပန်ကဘာဘာသာကိုးကွယ်တာလဲကျွန်တော်တို့သိဘူးလားနော်ဘ ഹു တုဒ္ဒပြောပြမယ်တို့တို့နိုင်ငံမှာရှင်တိုဘာသာဆိုတာကိုးွယ်အများစုပေါ့နော်တချို့ဗုဒ္ဓသာသနာကိုကိုးွယ်တာလည်းရှိတယ် အစ္စလာမ်လည်းရှိတယ်ခရစ်ယာန်လည်းရှိတယ်ပေါ့အဓိကသူတို့ကိုးကွယ်တဲ့ရှင်တူဘာသာကလောက်ခိုင်းလို့လောက်တာမှမဟုတ်တာအဲ့ဒီခေအဲ့ဒီကာလမှာအဲ့ဒီနိုင်ငံကိုအုပ်ဆိုးခွင့်ရတဲ့သူတွေရဲ့ဒါသူတို့အတ္တကြောင့်သူတို့ကသူတို့ဖက်စစ်စနစ်ကိုကျင့်သုံးပြီးတခြားနိုင်ငံတွေကိုကျူးကျော်တယ်နော်နောက်ဆုံးနျူကလ িয়ার အချခံရတယ်အော်ဒီနေရာမှာကြုံလို့ပြောပြအောင်မွတ်စလင်တွေကနျူကလ িয়ার နဲ့ထုလိုက်မယ်ထုလိုက်မယ်နဲ့ချင်းချောက်တဲ့အမေရိကန်ရဲ့ကဘာမှာနျူကလ িয়ার နဲ့ပြစ်ဖူးတာနော် ဘယ်နိုင်ငံမှမပြဘူးအမေရိကန်မှနှစ်ကြိမ်သုံးမှုတာနျူကလ িয়ার နော်ဟီရိုရှိမားနဲ့နာဂါဆာကီဆိုနှစ်နေရာမှာကျဲဦးတယ်ဘယ်မွတ်စလင်နိုင်ငံမှနျူကလ িয়ার မသုံးဘူးနော်ကျွန်တော်တို့အဲ့အရာတွေလဲမေ့နေမှာဆိုတော့တကဘာလုံးကိုမေ့အောင်ဘသူတွေကလှုပ်ထားလဲဆိုတော့မီဒီယာတွေပဲနော်စကလုံးလေးတွေနဲ့မတိမတာတာတာထိုးထိုးကျွန်တော်တို့လူတွေကြားထဲမှာ သူတို့ကလည်းဒီလိုသာသာထိုးထိုးရိပ်ပြီးဒီလိုအသည့်နဲ့မညီမျှမှစားရတဲ့ဘဝဆိုတော့လေကျွန်တော်တို့ပြည်သူတွေကဘာမသိညာမသိနဲ့မုန်းကြရတာပေါ့ဗျာထားပါတော့ဟုတ်ပြီကျွန်တော်တို့မြန်မာနိုင်ငံကိုကျူးကျော်ခဲ့တဲ့သူတွေရှိရဟုတ်ပြီကျွန်တော်တို့အရှိတောင်အာရှကိုကျူးကျော်ခဲ့တဲ့နိုင်ငံတွေလည်းရှိဥမာဗျာကျွန်တော်တို့ပြင်သစ်ရှိတယ်ဗျာစပိန်ရှိတယ်ဗျာနယ်သာလန်ရှိတယ်ဗျာပြီးရင်ကျွန်တော်တို့ပေါ်တူဂီရှိတယ်ဗျာ တော့ကျွန်တော်တို့ကျွန်တော်တို့ဒီအရှိတောင်အာရှမှာရှိခဲ့တဲ့နိုင်ငံတွေကိုကျူးကျော်တဲ့အဲ့ဒီနိုင်ငံတွေကအဲ့ဒီလိုကိုလိုနီစနစ်ကျင့်သုံးခဲ့တာကသခင်ယေရှုကသင်လို့မှမဟုတ်တာအဲ့ဒီခေတ်အဲ့ဒီကာလမှာအုပ်ချုပ်တဲ့သူတွေရဲ့နိုင်ငံရေးအတွေ့အခေါ်အရဒီလိုလုပ်တာလေအဲ့ဒါကိုကျွန်တော်တို့ကကျွန်တော်တို့ကျတော့အဲ့ဒီကိုလိုနီစနစ်ကိုကျင့်သုံးတဲ့အဲ့ဒီလိုသူများနိုင်ငံကိုကျူးကျော်ခဲ့တဲ့သူတွေကိုကျွန်တော်တို့ဘာဘာသာလဲဆိုတာမေ့ နောက်တစ်ခုတချို့ကပြောတယ်ခရူးစိတ်စစ်ပွဲခရူးစိတ်စစ်ပွဲကဥရောပနေပြီးအရှေ့အလယ်ပိုင်းထိလာတိုက်တာဆိုတော့အာရဗျတွေကဥရောပကိုသွားကျူးကျော်တာမဟုတ်ဘူးဥရောပလူတွေကအာရဗျကိုလာကျူးကျော်တာရှင်းရှင်းလေးဗျာအဲ့ဒါလေအကျန်းဖတ်တဲ့သူကမွတ်စလင်မဖြစ်ရဗျာဟောဘာဖြစ်လို့လဲတစ်ဖက်သက်ပေါ်ပြကြတာ哦တရားမျှတမှုမရှိကြတာ哦ဟောဒီခုနကျွန်တော်ပြတဲ့ဗီဒီယိုတည်းဆိုရင် အဲ့သင်္ကန်းဝယ်ပုဂ္ဂိုလ်ကသူကတအားစိုးရိမ်တာကပါဟာမွတ်စလင်นี่စိုးရိမ်ရတယ်သူကအနေရရှိတယ်သူတို့ကပြဿနာရှိတယ်နော်သူတို့ကငါတို့နိုင်ငံကိုဘလို့တိမ့်သွားမယ်ကျွန်တော်တို့သကောင်စင်းတွေကိုပြန်ကြည့်လိုက်ခေတ်ဆက်ဆက်မှာသကောင်စင်းကောက်ခဲ့တာအာနာရှင်တွေများပါတယ်နော်အဲ့တော့အဲ့အာနာရှင်တွေကောက်တဲ့သကောင်စင်းထဲမှာပဲကျွန်တော်2016သကောင်စင်းနဲ့လက်ရှိကျွန်တော်တို့2024မှာကောက်တဲ့သကောင်စင်းနဲ့ရှင်းကြည့်လိုက်ဘာမှမဆိုင်ဘူး မွတ်စလင်ဥယျာဉ်နဲ့ပဲသွားသကောင်စင်းတွေကိုလည်းပြန်ကြည့်ကြည့်အမအိုက်ထဲမှာရှိတဲ့ယာဂိုင်တို့တဲ့မွတ်စလင်ကမြန်မာပြည်မှာပိုများတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသကောင်စင်းထဲမှာကျတော့ကျွန်တော်တို့အခွင့်အရေးပေးရမှာကြောက်တဲ့အတွက်ရှော့ထဲတယ်ပြီးတော့ကျတော့ပြည်သူလူထုကိုကျတော့ပြန်ပြောတယ်သူတို့တွေကဘာကြီးသိမ်းတော့မယ်ဆိုနော်နောက်တစ်ခုကကျွန်တော်တို့အရှိမပြောသလိုစစ်အာဏာရှင်တွေတုံးနေကြဒါပတ်တံပဲဘာဖြစ်လို့တော့ ဘာဖြစ်လို့ဒီလိုသုံးတာတော့ဟိုရှင်းရှင်းလေးပဲတချို့သူတွေကသူတို့လုံမဲ့အရာတွေကိုတဦးတယောက်ကလုံလိမ့်မယ်လို့သူတို့ကပြောလိုက်မှသူတို့ရဲ့เนาะအကျံအစီတွေကိုနှောက်ရှက်မယ်လို့မရှိမှာเนาะအဲ့ဒီအတွက်ကြောင့်မြန်မာနိုင်ငံကိုမွတ်စလင်တွေကသိမ်းမယ်ဆိုပြီးတော့ဥနေဝင်လက်ထက်ကလေးကဝါရဖြားလာဒီဘက်ခေတ်အထိเนาะမြန်မာနိုင်ငံကိုမွတ်စလင်တွေကသိမ်းတော့ပါမယ်ဆို1958 1962ခုနှစ် 1988ခုနှစ်အာနာသိန်းနာစစ်တပ်က၄ချိန်ရှိမွတ်စလင်တွေသိမ်းမယ်လို့ပြောတဲ့ဝါရဖြန့်တဲ့စစ်တပ်ကမြန်မာနိုင်ငံမှာပြည်သူလူထုရဲ့ပိုင်ခွင့်ဖြစ်တဲ့အာနာပြည်သူအာနာကိုစစ်တပ်ကမတရားသဖြင့်နားမလဲပားမလဲသူတွေအုပ်ချုပ်ပြီးတော့ပြည်သူလူထုကိုအငတ်ဘေးဆိုင်ပြီးကဘာမှာအစင်းအဲသောနိုင်ငံတွေထဲကဖြစ်အောင်လို့လုပ်ခဲ့တဲ့သူတွေပဲ၄ချိန်အာနာသိမ်းတာ မဟုတ်ဘူးလားကျွန်တော်တို့တွက်ကြည့်လိုက်လေကျွန်တော်တို့နိုင်ငံကိုမွတ်စလင်တွေသိမ်းမယ်ဆိုပြီးတော့ဘသူကပဲသိမ်းတာစစ်တပ်ကပဲသိမ်းတာဝါရဖြန့်လာတယ်ဘသူကဖြန့်လာတော့စစ်တပ်ကပဲဝါရဖြန့်တာကျွန်တော်မန္တလေးသား1969ခုကအဖြစ်ပြက်တစ်ခုပြောပြမယ်မဟာမြတ်မုန်ဒီဖရာကြီးကိုနော်ဟိုမှာထာပနာလာဖောက်တာထာပနာဖောက်တာမွတ်စလင်တွေလာမဟာမြတ်မုန်ဒီဖရာကြီးကိုဗမာဘုရင်တွေကဟိုရခိုင်နေဆီကနေတယ်လာတဲ့အချိန်မှာ အဲ့ဒီမဟာမြတ်မုန်ကြီးဘုရားကြီးကိုထိမ့်သိမ်းစောင်းလျှောက်ဖို့အတွက်ထည့်ပေးလိုက်တဲ့ပုံကိုယ်တွေကအဲ့ဒီဘုရားကြီးပလီရဲ့ဘုရားကြီးရဲ့အနောက်မှာမဟာမြတ်မုန်ကြီးဘုရားကြီးရဲ့အနောက်မှာတချို့ကဘုရားကြီးပလီလို့ခေါ်တယ်သူပလီနာမယားရွှေဘုံချိန်ပလီเนาะကျွန်တော်တို့ဒီဟိုပါတော့အဲငလျင်ဖြစ်တဲ့ကာလမှာဟိုဒီ Facebook မှာအရင်ဆုံးတက်လာပြီးတော့เนาะလူတော်တော်များများသိသွားတော့ရွှေဘုံချိန်ပလီကြီးအဲ့ဒီမဟာမြတ်မုန်ကြီးဘုရားမှာရှိတဲ့ စ္စည်းဥစ္စာတွေကိုထိမ့်သိမ်းစောင့်ရှောက်ဖို့အတွက်ဘယင်းကိုယ်တိုင်ကနေပြီးတော့ခေါ်လာတဲ့ပုဂ္ဂိုလ်တွေမဟာမြတ်မုနိဘုရားကြီးကိုဒီဘက်ကိုပင့်လာတာလေအဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပဲပင့်လာဘာဖြစ်လို့ဆိုတော့ရခိုင်တွေကသူတို့ဘုရားကိုဒီဘက်ကလူတွေကတဲတာကိုဘယ်ကြည့်ယူမှာတော့မကြည့်ဘူးတော့မရရအောင်မွတ်စလင်တွေခေါ်တဲလာတာပေါ့မဟာမြတ်မုနိကိုယ်ဝယ်လို့ရအောင်တဲလာပြီးတော့လဲကျွန်တော်တို့မွတ်စလင်တွေပဲထိမ့်သိမ်းစောင့်ရှောက်ပြီးတာလဲမွတ်စလင်တွေပဲဘိုက်ဖောက်တာကြဘသူတော့ဘိုက်ဖောက်တာစစ်တပ်က ဒါပေမဲ့မွတ်စလင်တွေသိမ့်မယ်လို့ဝါဒဖြန့်တာလည်းအဲ့ဒီစစ်တပ်ကပဲကျွန်တော်စဉ်းစားလို့ရတယ်နော်ဟုတ်မဟုတ်ပေါ့နော်တချို့ဟာတွေကသူတို့လုံနေတဲ့ကိစ္စကိုတပားသူလုံမယ်လို့ပြောမမလို့ပြောရရင်တော့အဲ့ဒီအတိတ်ပဲကမကောင်းဘူးဗျကျွန်တော်တို့ပြည်သူတွေကိုမကောင်းမိမဲ့ဒါကလည်းကျွန်တော်တို့ဒီယာပဲမှတ်မိလို့ပြောလိုက်မှာဗျာနော်အားလုံးနားလည်ပြီးပါရုံတောင်ပြေးခွေးမြောက်လိုက်ပြအောင်လုပ်တာဗျာသိလားဘာဖြစ်လို့လဲဆိုတော့ ရန်သူကဒီဘက်မှာမင်းတို့ရန်သူကဟိုဘက်မှာဆိုပြီးတော့ခဲလုံးလေးပေါက်ပြီးအတန်ပြုတ်လိုက်တော့ကျတော့အတိမဲ့တဲ့သူတွေကအဲ့ဒီဘက်လိုက်သွားကျွန်တော်တို့ဒီ2021မှာလူတွေအားလုံးကတိသွားပြီဘသူတွေလိန်နေလဲဘသူတွေညာနေလဲဆိုတော့ဩော်ဒါပေမဲ့တချို့ကပြောတယ်ကဘာမားတဲ့အမေရိကန်ကားတဲ့နော်သူ့နိုင်ငံသားတွေမဟုတ်တဲ့အတွက်မွတ်စလင်တွေကိုပြန်လွတ်နေတယ်နော်ဥရောပလူတွေကမွတ်စလင်တွေကိုဟလာအာဖရိကလူတွေကိုပြန်လွတ်နေတယ် သမိုင်းကိုကျွန်တော်တို့ပြန်ဖတ်ကြည့်ပါအောင်အရင်တော့အမေရိကန်နိုင်ငံဆိုတာက စပိန်ကော်ဒိုဘာတက္ကသိုလ်ဟာဆင်းတဲ့ခရစ်စတိုဖာကိုလံဘတ်ကနေပြီးတော့စတွေ့တာဘာဖြစ်လို့တွေ့တုံးတော့အော်တိုမန်အင်ပါယာကရေလက်ကြောက်ကိုပိတ်လိုက်တာဖြစ်တဲ့အတွက်အိန္ဒိယကနေပြီးတော့အမွေးအကြိုင်နေမရတော့ဘူးဆိုတော့အိန္ဒိယကိုသွားရတာလမ်းသိပ်ဝေးသွားတော့ကိုလံဘတ်ကသူအသက်ရှာပေးမယ်ဆိုပြီးတော့အဲ့ဒီစပိန်ရဲ့ဘရင်တွေကိုခရီးပေးပြီးရှာရင်းနဲ့အမေရိကတိုက်ကိုတွေ့တာရောက်အမေရိကပေါ့ မြောက်အမေရိကကိုတွေ့တဲ့အချိန်မှာအဲ့ဒီမှာကအိန္ဒိယသားတွေနဲ့နည်းနည်းဆင်တယ်နော်အသားကြီးကနည်းနည်းလေးရဲတဲ့ဘက်ကိုသွားတော့တတိုက်လုံးကိုသူကဂျင်းထဲတာ red indian ဆိုပြီးတော့ဂျင်းထဲတာကိုခံခဲ့ရတာအမှန်ဘာမဟုတ်ဆိုတော့အဲ့တော့ American ဆိုတာစဘလို့ပေါ်တော့ American အခု Donald Trump ကိုအခုအသိပြီးလက်ရစုံမြောက်ရောက်ပါတယ်ဆိုတဲ့သူတွေကအဲ့ဒီနိုင်ငံကိုကျူးကျော်ပြီးတော့အဲ့ဒီနိုင်ငံသားတန်းတရာနီးပါးလောက်ကိုတတ်ပြီးတော့နိုင်ငံတည်ထားတာ American ဆိုတာ သမိုင်းပြန်ကြည့်ဦးဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကမေးရမယ်အမေရိကန်နိုင်ငံကိုစပြီးတော့အဲ့ဒီလို ကျူးကျော်ပြီးတော့အဲ့ဒီနိုင်ငံတည်တဲ့သူတွေရဲ့ဘာသာနဲ့မဆိုင်ဘူးလေကျွန်တော်ပြောရင်ကျွန်တော်ကလက်မခံဘူးကျွန်တော်စက်ပြည့်ရယ်အဲ့ဒီလိုပြောရင်လက်ခံတာစက်မပြည့်တဲ့သူတွေပဲလက်ခံဒါအဲ့ဒီလိုလက်ခံတဲ့သူတွေကိုစော်ကားခြင်းလို့ပြောတာမဟုတ်ဘာဖြစ်လို့လဲဆိုတော့တချို့ကလက်ခံကြအောင်ဆောင်တာလက်ခံကြအောင်ဆောင်ပြီးခုနကသင်္ကန်းဝတ်တည်းအတီးပေါက်လျှောက်ပြောတာ အဲ့ရကြတော့ဘယ်လိုလုံးဆိုတော့ဒီမြန်မာနောင်းမှာပြီးခဲ့တဲ့လလောက်ကကျွန်တော်တို့ဒီဖော်ထုတ်ထားတဲ့ကိုကိုလိုင်းဆိုတာကဒီစစ်တပ်ရဲ့အကြံပေးပေါ့နော်အာဏာရှင်တွေရဲ့အကြံပေးသူအမျိုးသမီးရဲ့လုပ်တဲ့ဥဆောင်လုပ်တဲ့ campaign တခုရှိတယ်အဲ့ဒါကကွန်မန့်တစ်ချောင်းရင်း6800နဲ့800ရအမုံစကတရားနဲ့ပတ်သက်ပြီးတော့ကွန်မန့်တခုရင်း6800ရဆိုတော့အရှိရနေဗီဒီယိုရိုက်ခံပြီးအဲ့လိုတွေခုနရှက်ဆရာကောင်းတဲ့ဗီဒီယိုတွေကိုရိုက်ခံတဲ့လူတွေဆိုဘယ်လောက်ရမလဲတွက်တာကြည့် เนาะဒါပေမဲ့စဉ်းစားကြည့်အောင်မြန်မာနိုင်ငံမှာအဲ့ဒီအမုန်းနေကျွန်တော်တို့တဦးနဲ့တဦးကြားဘာသာတစ်ခုနဲ့တစ်ခုကြားကို အမုန်းနေပွားရလေအောင်ဖန်တီးတဲ့သူတွေပဲကောင်းစားသွားတာเนาะကျွန်တော်တို့ပြည်သူတွေကဒီနေ့အချိန်အထိစားရအခုကျွန်တော်တို့ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ခြင်းမာတယ်ဆိုတဲ့ပုံကိုယ်တွေကို ကျွန်တော်အကြံပြုချင်တာကမြန်မာနိုင်ငံမှာတချို့ကလေးတွေဆို ကလေးမမွေးနိုင်တော့လို့သူများကိုပေးရတဲ့ဗီဒီယိုတွေပါတွေ့တယ်မလားဘလောက်တနာဖို့ကောင်းလားအဲ့ဒါမျိုးတွေ like ကူညီပါလားဗျာဘလောက်အကျိုးရှိမလားတလောပါဗျာကျွန်တော်တို့ဘကိုးမှာနော်ဘုံကြီးတစ်ပါးကသူ့ရဲ့ဓကမကိုဘလက်ကာယပြုတယ်နောက်ဆုံးမရတဲ့အဆုံးဘာလို့ဆိုတော့အသက်ပါရန်ရှာတယ်တေသွားရှာတယ်ဟိုဓကမနော်ဆိုတော့အဲ့ဒီလိုသင်္ကန်းဝယ်တယောက်ကလှုပ်တိုင်းဘာသာတစ်ခုကိုစော်ကားတာမျိုးကျွန်တော်လုံးဝသဘောမတူဘူး အဲ့ဒီလိုကျူးလွန်တဲ့ဦးစင်းသည်သူ့ရဲ့တကိုယ်ခံစားချက်သူ့ရဲ့ဒီမကောင်းတဲ့စိတ်ကိုမထိန်းချုပ်နိုင်တဲ့အတွက်သူကျူးလွန်တာအဲ့ဒါအဲ့ဒီပုံကိုနဲ့ပဲဆိုင်တယ်အဲ့ဒီဘာသာတစ်ခုလုံးကိုကျွန်တော်တို့ထည့်ပြောရအောင်ကိုမလိုတာအဲ့ဒီလိုပြောတဲ့သူတွေကမတမာတဲ့သူတွေပဲပြောတာမတမာတဲ့သူတွေလုပ်တဲ့အလုပ်တချို့ကတော့လေဘာမှမသိဘူးရိုးရိုးသားသားနဲ့အားဆိုးရင်ကြတာမွတ်စလင်တွေအားတဲ့ဒုနိုင်ငံကြီးကိုတိမ့်အောင် ကျွန်တော်တို့မြမသမိုင်းတစ်ခုလုံးကိုကျွန်တော်တို့လိုက်ပြီးတော့ဗကန်ခစ်เนาะပြီးတော့ဒီဘက်မှာပင်းရဟလာအင်းဝပြီးရင်ကုန်းမောင်ဆက်အဲ့ဒီခစ်တွေအားလုံးမှာဘယင်းတွေကိုအကျိုးတော်ဆောင်ခဲ့တယ်မြန်မာနိုင်ငံကောင်းစားရေးအတွက်ပါဝင်ခဲ့တယ်မြန်မာနိုင်ငံတိုးတက်ရေးအတွက်လက်တွဲပါဝင်ခဲ့တဲ့မွတ်စလင်တွေပဲရှိတယ်ဆိုကြပါစို့ကျွန်တော်တခုဒါဒါမေးတာနော်မေးခွန်းမေးတာ အဲ့ဒီဆွဆွဲတာလဲကျွန်တော်တို့လက်မခံပါဘူးဒါမေးကြည့်ရမြန်မာနိုင်ငံကိုနှစ်ပေါင်း60ကျော်80နီးပါးအတ္တမအာနာလူပြီးတော့ဖျားတကာចောင်းတကာလုံနေတဲ့ပုံကိုယ်တွေရဲ့เนาะသူတို့ဟာနှစ်ပေါင်း80ကျော်အခုမြန်မာနိုင်ငံကိုစစ်ဖနာအောင်ရောက်အောင်လုပ်တဲ့သူတို့ရဲ့အတွေးခေါ်ဟာဗုဒ္ဓဘာသာနဲ့ညီမျှခြင်းဖြစ်သလားမဆိုင်ဘူးလေเนาะ မအလာတို့ကိုးကွယ်တဲ့ဘာသာနဲ့ခင်ညွန့်တို့ကိုးကွယ်တဲ့ဘာသာနဲ့နေဝင်းတို့ကိုးကွယ်တဲ့ဘာသာနဲ့မှမဆိုင်တာဒီအလုပ်တွေကိုလုပ်တဲ့နေဝင်းနဲ့ပဲဆိုင်တယ်လေခင်ညွန့်နဲ့ပဲဆိုင်တယ်တန်းရွှေနဲ့ပဲဆိုင်တယ်မောင်အေးနဲ့ပဲဆိုင်လက်ရှိမအလာနဲ့ပဲဆိုင်တယ်သူတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာနဲ့ဘာဆိုင်လို့တော့ဘာမှမဆိုင်တာအာတောကမင်းကြီးကလူတွေအများကြီးကိုတုတ်တင်ရှင်းလင်းတယ်အာတောကမင်းသူကသူနိုင်ငံရေးအကျိုးအတွက်လုပ်တာလေ ျွန်တော်တို့ကအာတောကမင်းလုံတိုင်းဗုဒ္ဓဘာသာအလုပ်တယ်လို့ပြောလို့မှမရဟုတ်တော့မလားနောက်တစ်ခုကကျွန်တော်တို့တချို့ကပြောတယ်မွတ်စလင်တွေကဓာမှုပြီးတော့သာသနာပြုကြတယ်တဲ့မဟာတမဂန်ဒီကအဲ့ဒါကိုခမရလို့ပဲအဲ့ဒီလိုတွေးတဲ့လူတွေလိုပဲပြောဟုတ်တယ်တဲ့မွတ်စလင်တွေကဓာမှုပြီးသာသနာပြုတာတဲ့ဒါပေမဲ့တဲ့တမန်တော်မုဟမ္မဒ်ကင်ခဲ့တဲ့ဓာကတော့မြစ်တာရဲ့ဓာပါဂယုနာရဲ့ဓာပါ ဒါကြောင့်မို့မဟာတမဂန်ဒီရဲ့ပခုံးမှာအမြဲတမ်းသူကစောင်းလေးတစ်ထည်အမြဲတင်ထားတယ်ဘာလို့လဲကာလီကံမလီဝါလာကိုသူကဂုံပြူတာတမန်တော်မုဟမ္မဒ်ကိုဂုံပြူတဲ့အနေနဲ့သူကအဝတ်ကလေးအမြဲတမ်းတင်ထားသူတို့ကပညာတတ်တာပညာတတ်တော့ကျတော့တန်ဖိုးထားအောင်မှသိတယ်နော်ပညာမတတ်တဲ့သူတွေနဲ့နိုင်ငံရေးအကျိုးအမြတ်ထုတ်ချင်တယ်တချို့ကထင်တာအမေရိကန်တို့ဘာလို့ ਆ တဲ့ ဒီမိုကရေစီနဲ့ညီမျှတယ်သူတို့ကလွတ်လပ်တယ်အမေရိကန်လောက်ကျူးကျော်တာအမေရိကန်ပဲရှိတယ်ကမ္ဘာမှာကျွန်တော်တို့မီဒီယာတွေကတစ်ဖက်သက်တရားမျှတမှုချိန်ဝင်ရှာတစ်ဖက်ဆောင်းနှင်းဖြစ်နေလို့သာကမ္ဘာကြီးမှာအမေရိကန်ရဲ့အကြမ်းဖက်မှုတွေကလူတွေမသိနေဥပမာဆိုကြပါစို့အမေရိကန်နိုင်ငံကကျွန်တော်တို့ကျွန်တော်တို့အရှိတောင်အာရှနိုင်ငံဖြစ်တဲ့ BNN ဝင်ကျူးကျော်ခဲ့စစ်ကလည်းရှုံးတာပဲကျူးကျော်တာတော့မှဟိုမှာလက်နက်မရှိတာတော့မှ ကိုကတော်လိုင်းသမားတွေအရောက်အောင်တိုက်လိုက်တော့ရှုံးသွားတယ်ဆိုတော့အဲ့ဒီအမေရိကန်နိုင်ငံကဗီယန်နမ်ကိုကျူးကျော်တဲ့အချိန်မှာမိုဟာမက်အလီဆိုတာကျွန်တော်ကြားဖို့လိမ့်မယ်နော်လောဝေသမားဒီကျွန်တော်ကာစီယာကလီလို့ခေါ်တာနော်အဲ့ဒီမိုဟာမက်အလီကသူ့ကိုစစ်မှုထားမှုပြောတဲ့အချိန်မှာအဒီနေရာမှာလည်းကျွန်တော်ဇကညာလေးပေါ့တော်တော်များများကျွန်တော်ကိုကျွန်တော်တို့အစ္စလမ်ဘာလာဝင်တွေကိုမေးကြတယ်မြန်မာပြည်နဲ့အစ္စလမ်နိုင်ငံနဲ့စစ်ဖြစ်ရင်ဘယ်ထက်ပါမှာတော့အမြဲမေးကြတယ်